မင်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ရွှေကောက်ပွဲမှာမဲပေးဖို့ဆိုပြီးပြည်ရင်းပြည်ပ905ကကြီးတွေကိုစံပတ်စက်တက်လွန်ငင်းခွင့်ပေးကြောင်းထုတ်ပြန်မဲပေးခွင့်ရှိတဲ့နိုင်ငံသားတွေရွှေကောက်ပွဲမှာမဲပေးနိုင်မှုဆိုတဲ့အကြောင်းပြချက်နဲ့စံပတ်စက်တက်ကပုံမှန်905ကကြီးနဲ့အမှုဖွင့်ဖန်စီဆွတ်ဆွဲထားတဲ့အကျဉ်းသားချင်းတူတဲ့အပါအဝင်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြစ်ဒဏ်လွန်ငင်းခွင့်တက်တာခွင့်နဲ့အမှုပိတ်သိမ်းခွင့်ပြုလို့ဒီကနေ့မှထုတ်ပြန်ကြေညာတယ်အကြပ်ဆက်ကော်မရှင်ထုတ်ပြန်ချက်ရ ုံမှန်99ကာတီနဲ့ဖန်စီကျင်းကြခံထားတွေတဲ့ကပုံမှန်400ခန့်ဝင်တဲ့လူငယ်ခွင့်ပြုခဲ့သူ924ယောက်ကြမ်းရှိနေပြစ်ဒဏ်တွေကိုရှော့ဘောတက်တာလူငယ်ခွင့်ပြုခဲ့သူ2361ယောက်ပုံမှန်99ကာတီနဲ့အမှုဖွင့်ခံပြီးရနောက်ထွက်ပြေးတိမ်းရှောင်နေသူ9580ယောက်ရဲ့ကြားနာစဲအမှုတွေကိုပိတ်သိမ်းပေးခဲ့လို့ဖော်ပြတယ်။အကြပ်ဖက်စစ်တဲ့အတွေ့အကြုံရောက်ပွဲဟာကျင်းပဖို့32ရက်သာလိုတော့ဒီလိုစစ်တပ်ကိုဈေးအကူညီပေးနေဘယ်လောက်စတမရာလူကာရှန်ကိုမြန်မာနိုင်ငံကိုလာရောက်ဖို့တရက်လိုမှာပဲစစ်တပ်ရဲ့လူငယ်ချမ်းသာခွဲအခုလိုထွက်ပေါ်လာတာဖြစ်ပါတယ်။ အလားတူအမေရိကန်ဆရာကမြန်မာနိုင်ငံသားတွေပေါ်ပေးအပ်ထားတဲ့ TPS အခွင့်အရေးရုပ်သိမ်းပြန်အောင်မြန်မာနိုင်ငံသားတွေနိုင်ငံကိုပြန်လည်မဲပေးကြဖို့အကြဖတ်စစ်တပ်ပြောခွင့်အစွန်မင်းထွန်းကထုတ်ဖော်ပြောဆိုပြီးမရှိမနှောက်မှအခုလိုလွတ်ငြိမ်ခွင့်ထပ်ပေါ်လာပါတောင်ပြန်လက်ရှိမှာကြံဖက်စစ်တဲ့အမေရိကန်ပါဝင်နိုင်ငံတကာဖိအားပေးနေတဲ့ကြံဖြန့်ကိုင်းတွေကိုဟန်ပြဖြိုခွင်းမှုတွေကိုလည်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဂျပန်စစ်တပ်လွန်ငယ်ရာအင်းစိန်ထောင်မှာ190ကျော်လူမျိုးတွေ့အောင်ရွေးကောက်ပွဲမှာမဲပေးနိုင်မှုပုံမှန်55ကာဂျီနဲ့အမှုဖွင့်ဖန်စီခံထားသူတွေတဲ့ကအကျဉ်းသားအကျဉ်းသူစုစုပေါင်း385ကိုဂျပန်စစ်တပ်ကလွန်ငယ်ခွင့်ပေးမယ်လို့မနေ့ကကြေညာခဲ့ပြီးဒီကနေ့မှအင်းစိန်အကျဉ်းထောင်ကအယောက်190ကျော်လောက်လာခဲ့လို့သိရတယ်။ဂျပန်စစ်အုပ်စုရဲ့စင်ရာအင်းစိန်ကျင်းထောင်မှာပုံမှန်55ကာဂျီနဲ့ဖန်စီကျဉ်းကျခံထားသူတွေတဲ့က192ယောက်ပြန်လည်လွန်မြောက်လာအဖြစ်တဲ့ လွန်မြောက်လာသူတွေထဲမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဦးကြည်တွန်းအကြောင်းသားသမဂအဖွဲ့ဝင်ကိုဖို့သားဆိုင်နိုင်ငံချင်းတိုင်းလည်းပါဝင်ခဲ့လို့သိရတယ်။ပြည်သူလူထုလက်မခံတဲ့တွေ့ရုံရွေးကောက်ပွဲကိုစစ်တပ်ကကျင်းပဖို့တရဏီပါတာလိုအပ်တာဖြစ်ပါတယ်။အဆိုပါရွေးကောက်ပွဲမှာမဲပေးနိုင်မှုနဲ့မြန်မာနိုင်ငံသားတွေပေါ်ပေးရထားတဲ့ယာယီအမေရိကန်ကယာယီခုလုံကွင်း TPS ရုပ်တရက်ဖျက်သိမ်းပြီးနောက်မြန်မာနိုင်ငံသားတွေပြန်လာပြီးမဲပေးနိုင်မှုဆိုတဲ့အကြောင်းပြချက်နဲ့အတူပုံမှန်905ကကြီးနဲ့ဖန်စီကျင်းကြခံထားတွေတဲ့ကပုံမှန်၄၁ခန့်ဝင်တဲ့လူငယ်ကွင်း 924ရောက်ကြန့်ရှိနေပြည်တယ်နေကိုရော့ပေါ်တတကွင်လူငယ်2361ရောက်ပုံမှန်55ကကြီးနဲ့အမှုဖွင့်ခံရပြီးနောက်ထပ်ပြစ်တင်းဆောင်နေသူ9580ရောက်ရဲ့ကြားနာဆဲမှုတွေကိုပိတ်သိမ်းပိတ်ခဲ့လို့ပြောတယ်ဟုတ်တယ်ပိုင်ဆိုင်ရနားလေသူတို့ရဲ့ပြောဆိုကြရဂျပန်စစ်တပ်လူငယ်တတကွေထုတ်ပြန်ကြအိဗယ်ကောက်ယူမှုလွှဲမောင်းဖန်တီးထုတ်ပြန်ထားဖြစ်တယ်လို့သိရပါဗျ။စစ်ကော်မရှင်ကထုတ်ပြန်ခဲ့တဲ့အမိန့်အမှတ်30မြင်းဆောင်2025ရ ပုံမှန်905ကကြီးနဲ့ပြစ်ဒဏ်ကြခံသူ924ယောက်ကိုပြစ်ဒဏ်ကနေလူငယ်ခွင့်ပြုတ်ခဲ့ပေမဲ့နောက်တစ်ကြိမ်ထပ်မံကျူးလွန်ပါကရင်းပြစ်ဒဏ်အပြင်ကြခံကြမ်းရှိပြစ်ဒဏ်တွေကိုပါဆက်လက်ကြခံမယ်လို့လေယာတစ်ခံဝင်တဲ့လူငယ်ခွင့်ပြုတ်ခဲ့ရဖြစ်ပါတယ်။အလားတူပြည်ထန်ကြခန်နေရအကျဉ်းသူအကျဉ်းသား2360တရားကိုအမိတ်အမှတ်17မြင်းဆောင်2025ရ905ကကြီးပြစ်တန်ကနေလူငယ်တတအခွင့်ပြုတ်ခဲ့ရဖြစ်ပြီးကြံပုံမိုင်းနဲ့ပါပြည်ထန်ကြခန်နေရင်တော့ပြောင်းနဲ့ဆက်လက်ကြခန်နေမှာဖြစ်တယ်လို့ဆိုပါတယ်။ တားပြန်အမိတ်မှတ်စနစ်မြင်းဆောင်2025ရအမှုပေါင်း9580ကိုပိတ်သိမ်းပေးတာဟာပုံမှန်905ကကြီးနဲ့တရားစွဲခံရလို့တင်ဆောင်နေတဲ့အတွက်ပုံမှန်9 10နှစ်နဲ့ထက်စင်တရားစွဲခံတဲ့အမှုကိုသာပိတ်သိမ်းပေးတာဖြစ်ပြီးတခြားသောအမှုတွေနဲ့တရားစွဲခံထားရင်တော့ဖမ်းဆီးခံမှာဖြစ်တယ်လို့သိရပါတယ်။ အခွင့်အရေးဆိုတာတိုက်ယူမှရမယ်ဆိုပြီးလမ်းမရောက်နေလူငယ်တွေကိုနှမျောရလို့အာနာသိန်းစစ်တပ်လက်ပါစေကြန့်ခိုင်မှတောင်းရေးပြောမတရားသဖြင့်စစ်တပ်အာနာသိန်းထားတဲ့မြန်မာနိုင်ငံမှာနိုင်ငံတကာဖိအားတွေအခွင့်အရေးဆိုတာတိုက်ယူရမယ်ဆိုတဲ့တွေးခေါ်ရင်တဲ့တူလူငယ်တွေကိုလမ်းမရောက်တွန်းပို့နေရလို့စစ်တပ်လက်ဝင်ခံကြန့်ခိုင်ပါတီထွတ်ထွေးတွင်ရင်မူတောင်းရေးကပြောတယ်လာမယ့်ရွေးကောက်ပွဲတစ်ခုမှာပျော်ပွဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောက်ဖြစ်ဝင်ပြိုင်မဲ့စံခိုင်အတွင်ရမူတောင်းရေးကစီနီကျဲရနယ်တီကောင်းကျဲရတို့ကဒေသခံတွေနဲ့တွေ့ဆုံစေအခုလိုပြောခဲ့တာပါ နိုင်ငံတကာကဖိအားတွေပေးပေးပြီးတော့ကျွန်တော်တိုင်းပြည်အတွက်အရင်နေ့တွေဘာတွေမှမရဘူးယင်းနှိမ့်မြုံနယ်ခြင်းနဲ့တွေ့လဲလာပြီးတော့ယင်းနှိမ့်မြုံနယ်လို့မရဘူးအဲ့တော့ကျွန်တော်မှာအလောက်ကိုင်းမရှိဘူးအခွင့်အလမ်းတွေမရှိဘူးမရှိတော့ပါဖြစ်လဲလူငယ်တွေအကုန်လုံးကတခြားတိုင်းပြည်ပဲသွားပြီးအလုပ်လုပ်ကြတယ်ဒါအပြင်ပို့ဆိုတာကခုနကပြောသလိုအခွင့်အရေးဆိုတာတိုက်ယူမှရမယ်ဆိုတဲ့အတွေ့ခေါ်ရင်လည်းလူငယ်တွေကိုလမ်းမကိုပို့ပြလိုက်ပါတယ်နှမျောဖို့အရန်ကောင်းနေအဲ့တော့ကျွန်တော်တို့ကကိုဆွေရမျိုးတွေညီကောင်မောင်မတွေလို့ဒီစကားကြီးလည်းပုံမှန်လင်းလင်းရှင်းရှင်းပြောတာအဖြစ်မခံနိုင်လို့ဆိုတဲ့ တကယ်လို့တွေ့မှာကြက်ခါရဲ့ပါတီရဲ့ကြောထောက်နောက်ခံစစ်တပ်ကတိုင်းပြည်မှာရှိအရာမှန်သမျှကိုနိုင်ငံတော်အပိုင်ငါအပိုင်လောက်ကရတအစိုးရကိုတနတ်ထောက်ဖြုတ်ချပြီးမတရားဆန္ဒတိုက်ခဲ့ရကြောင့်လူငယ်တွေဟာသူတို့ဘဝတွေကိုစတဲ့ပြီးစစ်တပ်ကိုတွန်းလှန်နေကြပဲဖြစ်ပါတယ်။ကျွန်တော်တို့ကမညညွတ်တဲ့အခါနိုင်ငံတော်ကချမှတ်ပေးထားမူဝါဒတွေလမ်းစဉ်တွေကိုကိုယ်နဲ့မတိုက်ဆိုင်တဲ့အခါကျတော့မလုပ်ချင်တော့ဘူးဒီလိုတွေဖြစ်လာတယ်။ဒါတွေကဘလို့ပြောမလဲဆိုတာမကောင်းအောင်တိုင်းပြည်မတိုးတက်အောင်ချင်းကဒါပဲလို့တောင်းရခဲ့ပါတယ်။ဆက်လက်ပြီး ရှေးမြို့နယ်မှာစစ်တပ်အလို့ကြောင့်ဗော်တာဆွဲမှုတွေထက်ထဲဝင်ဝင်လုပ်နေတဲ့ပြည်သူစစ်တပ်ဦးကို YGF ကရှင်းလင်းမွန်ပြည်နယ်ရေမြို့နယ်အစင်ကျေးရွာမှာပြည်သူတွေကိုဗော်တာဆွဲဖမ်းဆီးနေတဲ့ပြည်သူစစ်တရားကိုပြစ်ခတ်ရှင်းလင်းခဲ့လို့ရေးပြောက်ကြားတဲ့ YGF တိုင်ဝင်ရှိသူတွေထံကနေသိရပါတယ်။နိုဝင်ဘာ26ည9နာရီကျော်မှာဆိုဝါပြည်သူစစ်ငဖဲဆိုသူကျေးရွာပြည်မကိုဆိုင်ကနဲ့ထွက်လာစဉ်ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။သူ့အကြောင်းကပြည်သူတွေစီကလည်းအတန်ကြားသလိုကျွန်တော်လည်းစုံစမ်းသိရှိရပါတယ်။ ရွာပြင်ထွက်တဲ့အချိန်မှာပဲတနက်နဲ့ခုနှစ်ချက်လောက်ပြစ်ပြီးညအချိန်မှာရှင်းလင်းခဲ့လို့ဝိုင်းချက်တစ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်။ပြည်သူစစ်ငဖဲကိုအနီးကပ်တနက်ခုနှစ်ချက်နဲ့ဥကောက်ကိုအများဆုံးပြစ်ခဲ့ရနေရမှာပဲတည်ဆုံသွားခဲ့ရဖြစ်တယ်လို့သိရတယ်။ပြစ်ခတ်ရှင်းလင်းပြန်နောက်မှာငဖဲထံကနေလေးကွာတလက်လက်ထိတ်တစ်ခုဝဲဟုတ်လက်တချောင်းစေဘောလိချိုနဲ့တောက်စေချိုကိုတင်စီအားရှိခဲ့ပါရယ်။ပြည်သူစစ်ငဖဲကစစ်ကော်မရှင်လို့ကြောင့်ပေါ်တာဆွဲဖန်ဆီးမှုတွေကိုထထဝယ်လှုပ်ဆောင်ပေးရတဲ့ဆရာနာရှင်အကောင့်ပြည်သူတွေပေါ်ရိုင်းဆိုင်စွာဆက်ဆံနိုင် ကျေးရတွင်ဆိုင်ကခိုးယူတာတွေလူရက်တာတွေကိုစစ်တဲ့အလို့ကြောင့်လုံဆောင်ပေးနေကြောက်ခုလိုပြက်ခတ်ရှင်းလိုက်တာဖြစ်ပါတယ်။ဒါအပြင် WiFi နဲ့ရေမြွနဲ့တွဲဆဲရှုနဲ့ပတ်သက်ပြီးတရားမဝင်ရွေးကောက်ပွဲအတွက်တော့လကောက်တခြားနေရာတွေမှာတော့လကောက်ထက်ထက်ဝင်လုံဆောင်နေဘသူကမဆိုအေးအေးယူသွားမှာဖြစ်တယ်လို့ထုတ်ပြန်အသိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ပြည်သူပါတီကိုယ်စားလှယ်တော်စစ်တပ်ဆန့်ကျင်ရေးတမိုင်းကြောင်နဲ့မဲဆွယ်မှုပေါ် UEC ထံမှာပါတဲ့တရင်ထောက်မေကွန်ထုတ်တိုင်းကြားအဆိုပါကိုယ်စားလှယ်လောင်းကမဘာသာတင်ရောက်ရွေးကောက်ပွဲဥပဒေနဲ့တရားပြန်ဆွဲမဲဆွယ်စီရင်ပြောဆိုချက်တရား တော်လင်းနဲ့ဆက်နွယ်ဆိုပြီးရွေးကောက်ပွဲကော်မရှင် UEC တဲ့ဆွဆဲမင်းမြန်ခဲ့တဲ့မပတတရင်ထောက်နောင်တော်လေးကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူပေးဖို့ပြည်သူ့ပါတီကိုယ်စားလှယ်ဦးလွင်မြင့်ကဆေးအဆုလက်ပါစီမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံတိုင်ကြားထားပါတယ်။ ။အကြမ်းဖက်ဆီအုပ်စုရဲ့အတွေ့အော်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပွဲပြည်သူ့ပါတီပြည်သူ့လွတ်တော်ကိုဇယ်လောက်ဦးလင်မြင့်ကသူ့ကိုစစ်တပ်အဆန့်ကျင်တဲ့နိုင်ငံရေးလှုပ်ရှားမှုတမိုင်းကြောင်းနေထက်သွင်းပြောကြားမဲဆွယ်ခဲ့တဲ့ဆိုပြီးကိုဇယ်လောက်ရဲ့ချင်းပြည့်ရင်ချင်းရှိမရှိဆိုတာကိုနောင်တော်လေးက UEC ထံတိုင်ကြားမေးမြန်းခဲ့ကောအပေါ်အခုလိုတော့ပြန်ခဲ့ရပဲဖြစ်ပါတယ်။ ။မိုးလင်းမြင်းကသူ့ဖခင်သူနဲ့တားဖြစ်သူတို့ဟာတော်လိုင်းမျိုးဆက်တွေဖြစ်ကြောင်းနိုင်ငံချင်းသားတွေဖြစ်ကြောင်းလည်း2021ခုနှစ်ဆန္ဒသိမ်းမှုနောက်ပိုင်းလှောက်ရှားမှုကိုအရေးတော်ဘလို့ထည့်သွင်းပြောဆိုခဲ့ရပဲဖြစ်ပါတယ်။ဒါအပြင်ပြည်သူ့ပါတီအား1988ဒီမိုကရေစီအရေးတော်ပုံကြီးမှဥဆောင်ပါဝင်ခဲ့ပြီးကျောင်းသားကောင်းဆောင်နေတဲ့စုစည်းထားတဲ့ပါတီဖြစ်ကြတဲ့ခေတ်ဆက်ဆက်တော်လည်းကိုအစဉ်တစိုက်လှုပ်ဆောင်ခဲ့ကြအောင်ပြောပါရစေ ဒီပေါ်မှာပါတာလည်းဖြစ်မြန်မာ National Post ရဲ့သတင်းတောက်ဖြစ်သူနောင်တော်လေးက2020ရွေးကောက်ပွဲမှာ LRT ရဲ့မဲမတမာမှုတွေကြောင့်စစ်တပ်ကအာဏာကိုရယူခဲ့ရကြောင်းနဲ့ LRT ကောင်းဆောင်နေတဲ့88မျိုးဆက်ကောင်းဆောင်ဦးမင်းကိုနိုင်တို့ဥဆောင်လုံဆောင်ခဲ့တဲ့လုံဆောင်မှုတွေကိုစစ်ဆရာကစက်ဖတ်မှုဖြင့်ကြီးညာထားကြောင်းဒီလိုစက်ဖတ်မှုဖြင့်စစ်တပ်ကကြီးညာထားတဲ့အလှူရှာမှုကိုတော်လိုင်းရေးတော်ပုံဖြင့်တုံ့နှုံးတာဟာဥပဒေနဲ့မညီသလိုကိုယ်စားလောင်းရည်ခြင်းနဲ့ကန့်ညှို့မှုရှိကြောင်းယူရေးစီကိုပြစ်ခတ်နိုဝင်ဘာလ19ရက်နေ့မှာမေးမြန်းတိုင်ကြားခဲ့ရပဲဖြစ်ပါတယ်။ ။ဥလင်မြင့်ကတော့သူ့အနေနဲ့မက်ဆယ်စီရင်ကာလအတွင်းကိုယ်စားလှယ်လောင်းတရားရဲ့လုံပိုင်ခွင့်အတိုင်းသူ့ရဲ့မျိုးဆက်လိုက်နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်တွေကိုအကြမ်းမဖက်နီးလန်းနဲ့ပြောဆိုစီရင်ခဲ့တာဖြစ်ကြောင်း2021ရေဥတော်လေးကိုထောက်ခံအားပေးရမဟုတ်ကြောင်းညင်းဆိုခဲ့ပြီးသူ့ကိုကိုယ်စားလှယ်လောက်ရေချင်းပြန့်ရင်ကြောင်းပြောဆိုခဲ့တဲ့နောက်တော်လေးကိုလည်းစေအုပ်စုထုတ်ထားရွေးကောက်ပွဲဥဒင်းနဲ့အရေးယူနိုင်မှုသတင်းမီဒီယာကောင်စီကိုတိုင်ကြားခဲ့လို့သိရပါဗျ။ လက်ရှိချိန်နေရာတွေ့အောင်ရေကောက်ပွဲကိုဝင်းအောင်ပြိုင်မဲ့ဥက္ကုကိုကြီးဦးဆောင်တဲ့ပြည်သူပါတီရဲ့ဆေးဥစုလက်ပွားအစီမဘာသာမျိုးချင်းနဲ့စစ်တပ်ထောက်ခံကြွေကြဝေဖန်ပြစ်တင်ခံရဆုံးပါတီတခုဖြစ်နေပြီးစစ်ဆွေရဆန့်ကျင်တဲ့နိုင်ငံရေးဖြတ်တမ်းမှုရရှိခဲ့သူဖြစ်တာကြောင့်အပြတ်သက်ရှုံးနိုင်မှုမျှော်လင့်ထားကြပဲဖြစ်ပါတယ်ပြည်သူ့ပါတီကောင်ဆောင်ဦးကိုကြီးကလည်းပြည်သူ့ပါတီဘဆရုပ်စုထောက်ခံသူလော်ဘရီရဲ့ပြောဆိုမှုပေါ်သတိထားနေကြဖို့ပြင်းပြထန်ထန်ပြောဆိုထားပဲဖြစ်ပါတယ်။နောက်ဆက်အဖေကြားအတွက်ထုတ်ဝင်ကျေးဇူးတင်ရှိပါရရှင်။